မျက်နှာမှာလည်းအကျိန်ခဲတယ်နဲ့ကျမကဘယ်တော့မှလည်းပြောင်းမှာမဟုတ်ပါဘူးတည်တဲ့အထိဥဟန်နဲ့တော့မေချောဆိုတဲ့လူကိုတွေ့လို့ရှိကျမလှကျင်လို့အလားပြင်လိုက်တာမှန်ပါတယ်ရှင်ပုံမှန်ကိုယ်ကမင်းခေတ္တမတကမလားအားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်းခေတ္တဖြစ်ပါတယ် ားလုံးမင်္ဂလာပါအခုကျွန်တော်လာရောက်တင်ဆက်ပေးသွားမယ့်ဗီဒီယိုလေးကတော့လှချင်လုံးလို့ဖီလာထိုးရကနေပြီးတော့ဒုက္ခအကြီးကျယ်ရသွားတဲ့မမတယောက်ရဲ့အကြောင်းနဲ့ကျွန်တော်လာရောက်တင်ဆက်ပေးမှာဖြစ်ပါတယ်ကဲဗီဒီယိုလေးကိုအခုပဲကြည့်လိုက်အောင် Let's go တောင်းပါတယ်ရှင်ကျမရဲ့တစ်တော့အကောက်ကလေးရပြတ်သွားတာကျမရဲ့ဒေါ်လုံးစိန်ဆိုတဲ့အကောက်ကလေးပြတ်သွားတဲ့အတွက်ကျမရဲ့တရားခံပေါ်တော့မမြင်လိုက်ပါဘူးကျမမျက်နှာကိုဖျက်ဆီးခဲ့တဲ့ဥဟန်ဆိုတဲ့လူက မဝင်မခံမချင်းကျမကူညီပေးကြပါကျမမျက်နှာမှာလည်းအကျိန်ခဲတယ်နဲ့ကျမဘယ်တော့မှလည်းပြောက်မှာမဟုတ်ပါဘူးသေတဲ့အထိဘလို့မှလည်းထုတ်လို့မရပါဘူးရှင်ကျမစိတ်ကူတာကြီးလဲစုံခဲ့ပါတော့ဆိုးတယ်နော်အခုကကျမတယောက်တည်းအတွက်ခံစားပြီးတော့ကျမလူတွေကိုအခုညတောင်းတာမျိုးမဟုတ်ပါဘူးကျမနဲ့အတူတူဝေဒနာတွေခံစားနေတဲ့ညီကိုမောင်နှမတွေဆင်းရဲဒုက္ခတွေဖြစ်နေတဲ့ညီကိုမောင်နှမတွေအများကြီးရှိပါတယ်။တဆိုင်ရမိဘအများရှင် ဥဟန်နဲ့တော့မေချောဆိုတဲ့လူကိုတွေ့လို့ရှင်အရေးယူပဲကြပါရှင်ကျမဒီအကောက်ကိုတင်လိုက်လို့လည်းပဲကျမကိုမျက်ရည်ချူရလို့မထင်ပါနဲ့ကျမသူတို့လုံးလို့ကျမကအစိမ့်စိမ့်မွားမွားဖြစ်ပြီးရုပ်ပြက်ဆင်းပြက်နဲ့ကျမကတုံးကြီးလည်းနေခဲ့ရပါတယ်ကျမမျက်နှာထဲမှာရှိတဲ့အကျိတ်တွေလည်းကျမရဲ့ဖြစ်နေတဲ့ကြောက်ကကျမအလှကျင်လို့အလားပြင်လိုက်တာမှန်ပါတယ်ရှင် ဒါပေမဲ့ကျမလှုပ်လိုက်တဲ့အမားတခုကကျမတယောက်တည်းခံရမှာဆိုပြဿနာမရှိပါဘူးကျမမှာမိသားစုရှိပါတယ်နောက်တခုကလည်းပဲကျမလှုပ်လိုက်တဲ့အမားတခုနဲ့ကျမတယောက်တည်းခံရမှာဆိုရင်ကျမမှားလို့ဆိုကျမပြောလို့ရတယ်အခုကကျမတယောက်တည်းမဟုတ်ဘဲနဲ့အထက်ထက်အကအက तू ကကျမ ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီအမကြီးရဲ့ဖြစ်သွားတဲ့သူ့ရဲ့ဖြစ်ရက်ကတော့ထချင်လို့ဖီလာထိုးရကနေပြီးတော့အခုလိုအဖြစ်မျိုးနဲ့ဂျုံသွေးခဲ့ရတာဖြစ်ပါတယ်ကဲဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာဒီအမကတော့သူအလှပကိုမက်မောတဲ့မမတရားပေါ့ဒါပေမဲ့သူကကန်ဆိုးတာကဒီဆီယံဝန်အတုနဲ့သွားတိုးပြီးတော့ဖီလာကိုဆီလီကွန်အရည်နဲ့ဖြော်ပြီးတော့အထုတ်ခံရတဲ့ဖြစ်ရက်မျိုးပါကျွန်တော်ရဲ့ viewer တွေအားလုံးကလည်းအခုလိုဖြစ်ရက်မျိုးနဲ့ကင်းဝေးပါစေခင်ဗျာတကယ်ကိုလည်းစိတ်မကောင်းပါဘူးဒီမှာတကယ်ဗီဒီယိုလေးကလည်းဒီလောက်ပါခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြအောင်ခင်ဗျာ Bye bye.